ားလုံးပဲမင်္ဂလာပါဒေါက်တာအောင် page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ aspirin သွေးကြဲဆေးတောက်နေတဲ့သူတွေတည်ထားတဲ့အချက်၅ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချက်တွေထဲမှာဘာတွေပါမလဲဆိုရင်နံပါတ်1အချက်ကတော့ aspirin သွေးကြဲဆေးနဲ့တွဲပြီးတော့မတောက်တဲ့ဇေဝါတွေနံပါတ်2 aspirin ရဲ့တခြားသောအာနိသင်တွေနံပါတ်3ကြောက်စရာကောင်းသော aspirin ရဲ့ဘေးထွက်ဆိုးကျိုးတွေနံပါတ်4 aspirin မှာတခြားဘာကောင်းကျိုးတွေရှိလဲ ။နံပါတ်5 aspirin သွေးကျဲစေးတောက်နေသူတွေကဘာတွေသတိထားရမလဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုမှာဒီအကြောင်းအရာ၅မျိုးကိုတခြားရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဒီ aspirin တောက်နေတဲ့သူတွေအနေနဲ့စောင့်အကြည့်ကိုကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။အဲ့တော့နံပါတ်1အချက်ဖြစ်တဲ့ aspirin သွေးကျဲစေးတောက်နေတဲ့သူတွေကတခြားသောဘာဆေးတွေနဲ့တွဲပြီးတော့မတောက်ရဘူးလဲဆိုတော့အချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့နံပါတ်1က aspirin သွေးကျဲစေးတောက်နေတဲ့သူတွေ ဒီတွဲမတောက်ရတဲ့တွဲမတောက်တဲ့ဆေးတွေကအများကြီးရှိတယ်အဲ့တော့အဲ့ဒီအထက်ကမှကျွန်တော်အလွယ်တကူမတိဘဲနဲ့တောက်မိနေတဲ့ဆေးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ဒီ warfarin လို့ခေါ်တဲ့တွဲကျဲဆေးပေါ့အဲ့တော့ဒီ warfarin လို့ခေါ်တဲ့တွဲကျဲဆေးကလည်းကျွန်တော်တို့တွဲကျဲစေတဲ့အာနိသင်ရှိတဲ့အတွက် aspirin နဲ့ကျွန်တော်ကတွဲပြီးတော့ဟိုမတောက်တင်ပါဘူးအဲ့တော့တကယ်တော့ဒီ warfarin ဆေးကတော့ကျွန်တော်တို့တွဲတွေးခဲတဲ့ယောဂါပေါ့နော်တွေးကြောထဲမှာတွေးခဲတဲ့ယောဂါမှာကျွန်တော်ပေးလေးရှိရယ်အဲ့တော့ aspirin ကြတော့ကျွန်တော်တို့ ီဥနှောက်သူရောကျင်းတာနှလုံးသူရောကျင်းတာဒီလိုယောဂမျိုးတွေမှာဒီတွေ့ကြစေးနေနဲ့ပို့ပြီးတော့သုံးလေရှိတယ်ပေါ့အဲ့တော့ဒီ aspirin နဲ့ကျွန်တော်ဒီ aspirin တောင်းနေတဲ့သူတွေကဒီ warfarin ဆေးကိုကျွန်တော် တွဲပြီးတော့မတောက်တင်ဘူးနောက်တဲ့တစ်ချက်ကကျွန်တော် jingle bell လို့ပါလို့ခေါ်တဲ့ဆေးတွေပေါ့ဟုတ်ဒီ jingle bell လို့ပါလို့ခေါ်တဲ့ဆေးကကျွန်တော် harvey ဆေးအမျိုးအစားထဲမှာပါဝင်တယ်ကျွန်တော်တချို့ကျတော့ဒီ iron jaw တွေအားကောင်းဖို့အတွက်တောက်ကြတယ်ပေါ့နော်အဲ့တော့ဒီဆေးတွေမှာလည်းတွေ့ကြစေးအနေနဲ့တင်ရှိတယ်နောက်တစ်ခုကကျွန်တော် vitamin e ပေါ့ အဲ့ဒီဗီတာမင် E နဲ့လည်းကျွန်တော်ကအက်စပရင်ကိုတွဲပြီးတော့မတောက်တင်ပါဘူး။အဲ့တော့ဒီဆေးတွေကိုအက်စပရင်နဲ့တွဲပြီးတော့တောက်မယ်ဆိုရင်ဒီသွေးကျဲဆေးတွေအားနည်းတင်ကအာပို့ပြီးတော့ပို့တွန်းအားပေးသလိုဖြစ်ပြီးတော့ကျွန်တော်သွေးရိုစိတ်နာတော့ဦးနှောက်သွေးကျောပေါက်တာတော့ဒီလိုမျိုးအလားအလာကိုကျွန်တော်ပို့ပြီးတော့များစေပါတယ်။ဒါကြောင့်မို့ကျွန်တော်အက်စပရင်တောက်နေတဲ့သူတွေအနေနဲ့ဒီဆေးတွေနဲ့တွဲပြီးတော့ဒီမတောက်တင်မှုဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။နောက်နံပါတ်2အချက်ကတော့ဒီအက်စပရင်ရဲ့တခြားသောအားနည်းတင်ကဘာရှိလဲဆိုတော့အက်စပရင်က ကျွန်တော်တွေးကျဲစေးလို့ကျွန်တော်တည်ထားတဲ့ဆိုပေမဲ့ဒီ aspirin မှာကျွန်တော်အကြိုက်ခဲပျောက်စေတဲ့အနေအထားလည်းရှိတယ်။အော်တနည်းအားပြောမယ်ဆိုရင် aspirin မှာဒီ NSAID လိုမျိုးအကြိုက်ခဲပျောက်စေးလိုမျိုးအနေအထားလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီ aspirin ကိုဒီပမာဏပေါ်သူ့ရဲ့ဒီဆေးပမာဏပေါ်မူတည်ပြီးတော့မီလီဂရမ်ပေါ်မူတည်ပြီးတော့သူ့ရဲ့အနေအထားဟာကွဲပြားသွားတာပေါ့။အဲ့တော့ low dose တောက်မယ်ပမာဏနည်းနည်းပဲတောက်မယ်ဆိုရင်သူကတွေးကျဲစေးတဲ့အနေအထားရတယ်။ တော့ပမာဏနည်းနည်းဆိုတာ85မီလီဂရမ်ကနေပြီးတော့100မီလီဂရမ်လောက်ထိပေါ့နော်တနေ့ကိုဒီလောက်ပမာဏပဲတောက်မယ်ဆိုရင်သွေးကျဲစရာအနေနဲ့ရတယ်။နောက်အ ਨੇ ဆုံးကျွန်တော်တို့က325မီလီဂရမ်ကနေပြီးတော့စပြီးတော့တောက်မယ်။နောက်မီလီဂရမ်300 300ကျော်ကျော်ပေါ့300ကျော်ကျော်လောက်ကစတောက်မယ်ဆိုရင်ကျွန်တော် high dose လို့ခေါ်တယ်။ တော့ high dose ဆိုတာပမာဏအများကြီးတောက်တာပေါ့ဒီလိုမျိုးပမာဏများများတောက်မယ်ဆိုရင်တော့အကြိုက်ခဲပျောက်စေတဲ့အာနိသင်ရတယ်အဲ့တော့ဒီလိုပမာဏများများတောက်မယ် high dose တောက်မယ်ဆိုရင်အကြိုက်ခဲပျောက်တာတို့နာကျင်မှုတက်တာတို့တော့အဖျားကြတာအယောင်ကြတာဒီလိုအာနိသင်တွေကျွန်တော်ရရှိစေပါတယ်အဲ့တော့ကျွန်တော်ကတနေ့တည်းမှာဒီ aspirin ကို400 mg ထက်ပို့ပြီးတော့မတောက်သင့်ပါဘူးအဲ့တော့ဒီ aspirin ကိုကျွန်တော်တို့ကတွေးကျဲစေတဲ့အာနိသင်ရဖို့အတွက်ဆိုရင်တော့ပမာဏနည်းနည်းပဲတောက်ရမယ်85 mg ကနေ100 mg လောက်ထိပဲတောက်သင့်တယ် တော့ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ဒီ aspirin က85 ml လာတာရှိတယ်။နောက်87 ml လာတာရှိတယ်။ဒါသွေးကျဲတဲ့အာနိသင်ရဖို့အတွက်နှလုံးသွေးကြောကျင်းတဲ့အဲဥနောက်သွေးကြောဒီပိတ်တဲ့လူနာမျိုးတွေမှာပေါ့ကျွန်တော်ဒီပမာဏကျွန်တော်တိုက်လိရှိတယ်။နောက်အကိုက်ခဲပျောက်စေတဲ့အာနိသင်ရဖို့အတွက်ဆိုရင်တော့ကျွန်တော်ပမာဏအများကြီးတိုက်ရတယ်။ခုနပြောသလိုအနည်းဆုံး325 ml လောက်ကအစားပြီးတိုက်ရတယ်။အော်325ကနေပြီးတော့650 ml လောက်အထိတစ်ခါတောက်ရင်အဲ့ဒီပမာဏလောက်အထိတောက်ရတယ်။ ဟိုတနေ့ကိုကျွန်တော်၄နာရီကနေ၆နာရီချပြီးတော့တောက်လို့ရတယ်ပေါ့အဲ့တော့ဒီလိုတောက်မယ်ဆိုရင်တော့ဟိုနာကျင်တာတွေနောက်ကြိုက်ခဲတာတွေရောင်ရမ်းတာတွေနောက်အဖျားပေါ့နော်ဒါတွေကိုတတ်တာစီတယ်ပေါ့ဟောဒါကြောင့်မလို့ aspirin မှာသူ့ကျဲစီတွေအာနေသင့်အပြင်ပမာဏအများကြီးတောက်မယ်ဆိုရင်ဒီအကြိုက်ခဲပျောက်စေးရဲ့အာနေသင့်ကိုပါရရှိစေတယ်ဥပမာအပြင်ဒီ ibuprofen တို့ paracetamol တို့ naproxen တို့ဒီလိုစေးတွေလိုမျိုးအကြိုက်ခဲပျောက်အာနေသင့်ကိုပါရရှိစေတာဖြစ်ပါတယ် နောက်နံပါတ်3အချက်ကတော့ဒီ aspirin သွေးကြဲစေးရဲ့ကြောက်စရာကောင်းတဲ့ဗေဒွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုဆက်မပြောခင်မှာကျွန်တော်ကို10မိနစ်လောက်အချိန်ပေးပါ။သွေးတိုးရောဂါရှိရသူတွေအတွက်နှစ်ပတ်ကနေတစ်လအတွင်းမှာသွေးပေါင်းချိန်အမှတ်တွေတိတိတတ်တာကောင်းလာစေမယ့်ကုထုံးတစ်ခုနဲ့မေးဆက်ပေးခြင်းပါတယ်။ အဲ့ဒါကတော့ dash diet လို့ခေါ်တဲ့အစားအသောက်ကူထုံဖြစ်ပါတယ်။ dash diet ဆိုတာကတော့မဲဆွေတို့နေ့စဉ်စားသုံးနေတဲ့မနက်စာ၊နေ့လယ်စာ၊ညစာစတဲ့အစားအစာတွေကိုသွေးပေါင်ကျစေမယ့်ပုံစံဖြစ်အောင်ပြောင်းလဲပြီးတော့စားသောက်ပေးုံပါပဲ။နိုင်ငံတကာမှာလည်း dash diet နဲ့ပတ်သက်ပြီးတော့သုတေသနများစွာပြုလုပ်ထားတာရှိပြီးတော့သွေးတိုးယောဂအတွက်တကယ်ထိရောက်မှုရှိရဖို့လည်းတွေးရပါတယ်။ desktop ကိုအချိန်တို့အတွင်းမှာလွယ်ကူလျင်မြန်စွာမှီဝဲကျင်နေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်နားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class ရှိပါတယ်။သင်တန်းမှာဆိုရင် dash diet အပြင်တွေ့တူယောဂတွေးကြစေတဲ့ပတ်သက်ပြီးတော့သင်တန်းသားတွေမေးမြန်းလို့ရအောင် Messenger group, Telegram group လည်းပြုလုပ်ပေးထားပါတယ်။သင်တန်းအကြောင်းအသေးစိတ်ကို Home Care Courses by Dr. Aung ဆိုတဲ့ Facebook page မှာတွားရောက်စုံစမ်းပြီးတော့ဇင်းနှုတ်ချို့တာစွာသင်တန်းအနှံ့နိုင်ပါတယ်။ Comment မှာလည်း link ချပေးထားပါမယ်။ ဆိုတော့ပထမဘေးထွက်ဆိုရတဲ့ခုကတော့အစာအိမ်နဲ့ဥလန်းချောင်းမှာကျွန်တော်တွေးယူစိတ်နာအစာအိမ်နဲ့ဥလန်းချောင်းကိုနာစေတာပေါ့เนาะဘိုက်နာတာဘိုက်အောင်တာဖြစ်စေတယ်ဒါတို့ကအနာဖြစ်တာ အဲဒါမျိုးတွေကျွန်တော်ဖြစ်စေပါတယ်ဒါသူ့ရဲ့ကြောက်စရာကောင်းတဲ့ဘေးရွှေဆူရုပ်တစ်ခုပေါ့အဲ့တော့သူ့ရဲ့ကြောက်စရာကောင်းတဲ့ပထမဆုံးဘေးရွှေဆူရုပ်ကအစာရင်နဲ့ဦးလန်းချောင်းကိုထိခိုက်စေတယ်ဘေးဥပဲဖြစ်စေတယ်ပေါ့အဲ့တော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တွေးထွက်များတာခန္ဓာကိုယ်မှာတွေးထွက်များတာတို့နောက်တွေးကြည့်ဦးလွယ်တာတို့ဖြစ်စေတယ်နောက်နံပါတ်3အချက်ကတော့ NGO အဒီမားလို့ခေါ်တဲ့ဒီဓာတ်မတည့်ခြင်းဖြစ်စဉ်ပေါ့ပြင်းထန်ဓာတ်မတည့်ခြင်းဖြစ်စေတတ်တယ်အဲ့တော့ NGO အဒီမားဆိုတာကဒီ aspirin နဲ့ဓာတ်မတည့်တဲ့သူတစ်ယောက်က aspirin ကိုတောက်လိုက်မယ်ဆိုရင်ဓာတ်မတည့်တဲ့ဖြစ်စဉ်ဖြစ်တယ် ဒါဘယ်လိုမျိုးလက္ခဏာတွေပြလဲဆိုတော့နှခမ်းနေမျက်နှာတွေဖောရောင်လာတာနော်အရန်ဆိုးလို့ရှိရင်အသက်ရှူလမ်းကြောင်းတစ်ခုလုံးဖောရောင်လာတယ်အသက်ရှူလမ်းကြောင်းမှာဒီအရေတွေဆူဝေးလာပြီးတော့လမ်းကြောင်းအသက်ရှူလမ်းကြောင်းကျဉ်းသွားပြီးတော့အသက်အန္တရာယ်ဖြစ်တဲ့ဒီတောင်ကျွန်တော်ဖြစ်စေတတ်တယ်။နောက်နောက်ထပ်အဆိုးကျိုးတစ်ခုက bronchospasm လို့ခေါ်တဲ့ဒီလေပြုံကျဉ်းသွားတာပေါ့လေပြုံကျဉ်းပြီးတော့လေပြုံပိတ်တဲ့အထိတောင်ကျွန်တော်ဖြစ်စေတတ်တယ်။ဒါ aspirin ရဲ့ဘေးထွက်ဆိုးကျိုးတွေတဲကကျွန်တော်တစ်ခုပေါ့။နောက်နောက်ထပ်တစ်ခုကကျွန်တော် hepatotoxicity လို့ခေါ်တဲ့ဒီအသည်းကိုထိခိုက်စေတာ။ တော့အသေးကိုထိခိုက်စေတဲ့ဖိရက်ဆူရလည်းရှိတယ်။နောက်နားနဲ့ပတ်သက်ပြီးတော့ဒီ hearing loss ပေါ့နော်ဒီအကြားအာရုံဒီထိခိုက်စေတာတော့နားလေးသွားတာနားမကြတော့တာဒါမျိုးတွေလည်းဖြစ်စေတတ်တယ်။နောက် tinnitus လို့ခေါ်တဲ့နားဥတာမျိုးလည်းဖြစ်စေတတ်တယ်။အဲ့တော့ aspirin တောင်းနေတဲ့သူတွေကဒီလိုမျိုးနားဥတာတို့နောက်နားလေးသွားတာတို့နောက်ခုနကကျွန်တော်ရှေ့မှာပြောခဲ့တဲ့အစာရင်နဲ့ဥလန်ရောင်သွေးရိုစိတ်နာတို့ဒီလိုလက္ခဏာတွေခံခံစားရပြီဆိုရင်ဆေးရုံဆေးရုံကျွန်တော်ချက်ချင်းပြဖို့လိုအပ်ပါတယ်။နောက်နံပါတ်၄ချက်ကတော့ aspirin ရဲ့ကောင်းကျိုးတွေပေါ့။နောက် aspirin ကဒီသွေးကျဲစေတဲ့အာနိသင်ရှိတဲ့အတွက် ဘာအကောင်းကျိုးတွေရရှိနိုင်လဲဆိုတော့နံပါတ်1ကောင်းကျိုးကဒီသွေးကျဲစေတဲ့အာနိသင်ကြောင့်ပဲကျွန်တော်တို့ကဒီသွေးကျောထဲမှာဒီသွေးတွေပြစ်နေတာတို့နောက်သွေးခဲတွေဖြစ်နေတာတို့ဒီလိုအခြေအနေမျိုးတွေပေါ့ဒီလိုအခြေအနေမျိုးတွေဖြစ်ပြီးတော့သွေးကျောတွေပိတ်နေတယ်ဆိုရင်သူကသွေးကျဲစေတဲ့အာနိသင်နဲ့ဒီလိုအခြေအနေတွေကိုတက်တာစေတယ်။ဥပမာပြေဥနောက်သွေးကျောပိတ်တာတို့ဥနောက်သွေးကျောကျင်းတာနောက်လေဖြတ်တာပေါ့နော်ဥနောက်သွေးကျောပိတ်ပြီးတော့လေဖြတ်တာနောက်ဥနောက်သွေးကျောကျင်းပြီးတော့လေဖြန်းတာနှလုံးသွေးကျောကျင်းတာနှလုံးသွေးကျောပိတ်တာအဲ့တော့ဒီလိုအခြေအနေမျိုးတွေမှာ ဒီသွေးကြောထဲမှာပိတ်နေတဲ့ဒီခဲနေတယ်ပေါ့နော်ခဲနေတဲ့အရာတွေကိုဒီအက်စပရင်ကဒီသွေးကိုပြန်ပြီးတော့ကျဲသွားအောင်လို့သွေးစစ်စစ်မှုပြန်သွားအောင်လို့လုပ်ပင်းနိုင်စွမ်းရှိတယ်။ဟောဒါကြောင့်မလို့ဒီလိုယောဂတွေမှာဆိုရင်အက်စပရင်ကိုကျွန်တော်တို့ကဒီကာကွယ်တဲ့အနေနဲ့လည်းသုံးတယ်၊ကုသတဲ့အနေနဲ့လည်းသုံးတယ်။နောက်အရေးပေါ်အခြေအနေတွေမှာလည်းသုံးတယ်။ဥပမာအဖြစ်လူတစ်ယောက်ကရင်ဘတ်အောင်လို့နှလုံးသွေးကြောဟောနှလုံးယောဂကြောင့်ဆေးကန်းရောက်လာတယ်၊ ECG ဆွဲလိုက်တယ်၊နှလုံးသွေးကြောပိတ်တဲ့လက္ခဏာတွေ့တယ်။ဒါဆိုကျွန်တော်တို့ကအရေးပေါ်သူ့ကိုအက်စပရင်ကိုမြန်မြန်ဝါးစားခံရတယ်။ တော့ဒီလိုခြေနေမျိုးမှာလူနာအချိန်မီရောက်တယ်အဲအရန်သူ့ကြောပိတ်တာလဲကျွန်တော်အချိန်မီရောက်တယ်အရန်မဆိုးဘူးဆိုရင်ဒီ aspirin ဝါးစားလိုက်မယ်ဆိုရင်သူ့ရဲ့သွေးကြောကိုကျွန်တော်ပြန်ပြီးတော့ပွင့်သွားပွင့်ပွင့်သွားနိုင်တဲ့အထိဒီ aspirin ကလူရဲ့အသက်ကိုကယ်ပေးနိုင်တယ်ပေါ့အဲ့တော့ဒါကတော့သူ့ရဲ့ဒီသွေးကျဲစေတဲ့အာနိသင်ကြောင့်မလို့ရရှိနိုင်တယ်ကောင်းကျိုးဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကောင်းကျိုးကတော့ကျွန်တော်နှလုံးသွေးကြောပိတ်ပြီးတော့နှလုံးသွေးကြောကိုပြန်ပွင့်အောင်လို့ကျွန်တော်တို့ stand ထည့်ထားတဲ့လူနာတွေမှာဆိုရင်ဒီ stand ထည့်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီ stand နေရာမှာ တွေးခဲ့တွေလာပြီးတော့မဆုအောင်လို့ဒီ thrombosis လို့မျိုးတွေးခဲ့တွေလာပြီးမဆုအောင်လို့ဒီ aspirin ကိုကျွန်တော်တွဲပြီးတော့အာသုံးလေးရှိပါတယ်။နောက်ထပ်ကောင်းကျိုးကတော့ဒီ risk person တွေမှာဒီကြိုတင်ကာကွယ်ရေးနေနဲ့သုံးတယ်။အဲ့တော့ risk person ဆိုတာကနှလုံးသွေးကြောကျင်းနိုင်တဲ့အလားအလာရှိတဲ့သူနှလုံးသွေးကြောပိတ်နိုင်တဲ့အလားအလာရှိတဲ့သူဦးနှောက်သွေးကြောပိတ်နိုင်တဲ့လေဖြတ်နိုင်တဲ့အလားအလာရှိတဲ့သူတွေမှာကျွန်တော် aspirin ကိုဒီကြိုတင်ကာကွယ်ရေးအနေနဲ့သုံးတယ်ပေါ့။အဲ့တော့ဥမာပြတချို့ဆိုရင်တွေးတိုးလို့စီးကြိုလို့အဝလွန်တာတွေးရင်းအစီများတာဆက်လိုက်တော့တာဒီလိုယောဂအခန်းတွေရှိရဲ့ ူ့ကိုကျွန်တော်တွက်ချက်ကြည့်လိုက်တဲ့အခါမှာလည်းဦးနောက်သူကျော်ကျင်းနိုင်ကြီးဦးနောက်သူကျော်ပိတ်နိုင်ကြီးနှလုံးသူကျော်ပိတ်နိုင်ကြီးအလားအလာတွေရှိတယ်။အဲဒီလိုခြေနေမျိုးဆိုရင်ကြိုတင်ကာကွယ်ရဲ့အနေနဲ့ကျွန်တော်တို့ဒါသုံးလို့ရှိတယ်ပေါ့။နောက်ထပ်ကောင်းကျိုးတစ်ခုကဒီ aspirin ကိုကျွန်တော်တို့က pericarditis လို့ခေါ်တဲ့ဒီနှလုံးရဲ့အပြင်းဆုံးအလွှာပေါ့နော်နှလုံးအမေပါရောင်ရမ်းတဲ့ယောဂမှာလည်းသုံးတယ်။ဒါတော့နှလုံးအမေပါရောင်ရမ်းတဲ့ယောဂမှာဒီ aspirin သွေးဒီသွေးကြဲဆေးကိုသုံးခြင်းအဖြစ်ပေါ့။ ကျွန်တော်တို့ကနှလုံးအမိပါရောင်ရမ်းတဲ့ရောင်ရမ်းမှုကိုကြာစေတယ်ဒီနှလုံးအမိပါရောင်ပြီးတော့ရင်ဘတ်အောင့်နေတဲ့ဝေဒနာကိုလည်းတတ်တာစေတယ်နောက် pericarditis လိုမျိုးနှလုံးအမိပါရောင်တဲ့ယောဂမှာလူနာကဖျားတာဖြစ်တတ်တယ်အဲ့တော့ဒီလိုမျိုးအခြေအနေမှာလည်းအဖျားကျစေတယ်ပေါ့အဲ့ဒီလိုမျိုးကောင်းကျိုးတွေကျွန်တော်ရရှိစေတယ်နောက်တစ်ခုကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီ aspirin ကိုပမာဏများများတောက်မယ်ဆိုရင်အကြိုက်ခဲပျောက်စေအာနိသင်အပြည့်အဝရရှိရအဲ့တော့ဒီလိုအခြေအနေကြောင့်မလို့ကျွန်တော်နာကျင်မှုတွေရောင်ရမ်းမှုတွေဖျားတာတွေကိုတတ်တာစေတယ်အဲ့တော့ သူသူ့ရဲ့အာနိသင်ရတာလဲကျွန်တော်မြင်နေပေါ့နော်ဒီအကြိုက်ခဲပြောက်အာနိသင်ရဖို့အတွက် aspirin ကိုတောက်လိုက်ပြီဆိုရင်ဒီနိုင်ဝက်လောက်ကြာပြီဆိုတာနဲ့သူ့ရဲ့အာနိသင်ကိုစပြီးတော့ရတယ်အဲ့တော့သူ့ရဲ့ action ကလည်းအာနိသင်ပြတာလဲသူကရမ်းမြန်တယ်အဲ့တော့ဒါတွေကတော့ဒါ aspirin သွေးဒီသွေးကျဲစေးရဲ့အကောင်းကျိုးတွေဖြစ်ပါတယ်အဲ့တော့နံပါတ်5ချက်ကတော့ဒီ aspirin သွေးကျဲစေးတောက်နေရင်ဘာတွေသတိထားရမလဲဆိုတော့ သတိထားမယ့်အချက်တွေပေါ့အဲ့တော့ပထမနံပါတ်1သတိထားမယ့်အချက်ကတော့ကျွန်တော် aspirin ဒီဆေးကိုပမာဏများများတောက်မယ် high dose တောက်မယ်ဆိုရင်အစာရင်ကိုထိနိုင်တယ်ထိနိုင်တဲ့အတွက်ကြောင့်မလို့ PPI လိုမျိုးအစာရင်ဆေးတွေနဲ့တွဲပြီးတော့တောက်ပေးတင်တယ်ပေါ့ PPI ဆိုတာကကျွန်တော် omeprazole တို့ rabeprazole တို့ဒီလိုမျိုးဒီ PPI အုပ်စုဝင်အစာရင်ဆေးတွေနဲ့တွဲပြီးတော့တောက်သုံးပေးတင်ပါတယ်နောက်နောက်တစ်ချက်ကတော့ဒီ aspirin သို့မဟုတ် NSAID အကြိုက်ခဲပျောက်ဆေးတွေနဲ့ဓာတ်မတည့်ဘူးတဲ့သူတွေကတတိထားဖို့လိုတယ်မတောက်တာပိုကောင်းတယ် ောက်တစ်ခုကတော့ဒီ aspirin တောက်လို့ရှိရင်ဒီ asthma လိုမျိုးဒီပန်းနာရင်ကျက်ထားတတ်တဲ့သူတွေပေါ့ဒီလိုလူတွေကလည်းကျွန်တော် aspirin ကိုမတောက်သင့်ဘူး now အစာရင်နဲ့ဥလန်ကြောင်းမှာအနာရှိပြီးတော့သွေးရိုစိတ်နေတဲ့သူတွေ aspirin ကိုလောကမတောက်တင်ဘူး။ now jesus pd deficiency လို့ခေါ်တဲ့ jesus pd တက်ချိုးတက်တဲ့သူတွေမှာလည်း aspirin ကိုမတောက်တင်ပါဘူး။ now သွေးမတက်ရောဂါရှိတဲ့သူတွေ၊လေကောင်းရောဂါရှိတဲ့သူတွေ၊လို့တိုက်မိခင်တွေပြီးတော့နှာခေါင်းအတွင်းမှာအသားလုံးဖြစ်တဲ့ nasal polyp လို့ခေါ်တဲ့ဒီရောဂါနဲ့ ပန်းနာရင်ကျဲယောဂနဲ့တွဲပြီးတော့ဖြစ်တဲ့သူတွေမှာလည်းကျွန်တော်အက်စပရင်ကိုမတောက်တင်ပါဘူး။နောက်အူတက်ရောင်ယောဂဖြစ်နေတဲ့သူတွေ၊နာရာရှည်ဝမ်ရှော့ယောဂ၊နောက်ရေဓာတ်ခန်းချောင်းနေတဲ့သူတွေဒီဥပိတ်တဲ့လက္ခဏာပေါ့နော်ဥပိတ်တဲ့ယောဂခံစားနေရတဲ့သူတွေပေါ့ဒီလိုသူတွေကလည်းကျွန်တော်ကအက်စပရင်ကိုမတောက်တင်ပါဘူး။နောက်ဆုံးအနေနဲ့ကျွန်တော်မှားချင်တာကတော့ဒီအက်စပရင်စေတောက်နေပြီဆိုရင်ကျွန်တော်ကဒီအစာရင်ကိုမထိအောင်လို့အစာစားပြီးမှတောက်တင်တယ်။နောက်အစေးတောက်ပြီဆိုရင်ရေမများနဲ့တောက်တင်ပါတယ်။ ော့နောက်ထပ်နောက်ထပ်တစ်ချက်ကဒီ aspirin တောက်နေတဲ့သူတွေကအရက်ကိုလုံးဝမတောက်သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ aspirin လည်းတောက်တယ်အရက်လည်းတောက်တယ်ဆိုရင်အစာရင်သွေးယိုစိမ့်တာအစာရင်ထိခိုက်တဲ့ဒီအလားအလာကိုပို့ပြီးတော့မြင့်တက်စေလို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အခုပြောပြခဲ့တဲ့အချက်၅ချက်ကတော့ဒီ aspirin သွေးကြဲစေးတောက်နေတဲ့သူတိုင်းသိထားသင့်တဲ့အချက်တွေဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုကမဲဆိုးအတွက်အကျိုးရှိရဆိုရင်တခြားလူတွေသိအောင်မျှဝေပေးပါ။အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။ သွေးတို့ရောဂါရှိတဲ့သူတွေအတွက်သွေးပေါင်းချိန်အမှတ်တွေကိုမြ мян ကောင်းလာစေမဲ့ကုထုံးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒါကတော့သွေးတို့သမားတွေအတွက်တည်တံ့ဒီဇိုင်းဆွဲဖန်တီးထားတဲ့ dash diet လို့ခေါ်တဲ့အစားအသောက်ကုထုံးဖြစ်ပါတယ်။သူတည်တနာတွေအရ dash diet မျှဝဲပြီးနှစ်ပတ်အကြာမှာသွေးပေါင်းချိန်အမှတ်တွေတည်တည်တတ်တတ်ကျလာတာကိုတွေ့ရပါတယ်။ dash diet ဆိုတာကတော့နားလည်လို့အောင်ပြောရမယ်ဆိုရင်မိတ်ဆွေတို့နေ့စဉ်စားသုံးနေတဲ့မနက်စာနေ့လယ်စာညစာအစာပြေစာစတဲ့အစာအစာတွေကိုသွေးပေါင်ကျစေမဲ့စားသောက်မှုပုံစံဖြစ်အောင်စနစ်တကျပြောင်းလဲစားသောက်ပေးရမယ်စားသောက်မှုစနစ်တကူဖြစ်ပါတယ်အထူးပြုထုတ်လုပ်ထားတဲ့အစာအစာတွေကိုရှားဖွေစားသောက်ရမှာပြုံမဟုတ်ဘဲနဲ့မိမိတို့နေ့စဉ်စားသုံးနေတဲ့လက်လန်းမိတဲ့အစာအစာတွေကိုပဲစနစ်တကျစားသောက်ပေးရမှာဖြစ်ပါတယ် dash diet ကိုမျှဝေခြင်းအပြင်သွေးပေါင်ကျစေရုံသာမက လေမဖြတ်အောင်ကောက်ွယ်ပေးတာနှလုံးရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးတာသွေးရင်းအဆီဒက်ကိုကျစေတာကိုယ်လေးချိန်ကျစေတာအဝမလွန်အောင်ထိမ့်ပေးတာစားတဲ့ကြိုကျေးဇူးတွေကိုလည်းရရှိစေပါတယ်ဒီတော့ dash diet ကိုအချိန်တိုအတွင်းမှာလွယ်ကူလှင့်မြန်စွာမျှဝဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်နားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class လေးရှိပါတယ်ဒီ class ကို join ခြင်းနဲ့ဆိုရင်တော့ home care courses by dr အောင်ဆိုတဲ့ facebook page မှာဇင်းနှုန်းချိုတာစွာတွားရောက်ဆွန်ဆန်းအနက်နိုင်ပါတယ် comment မှာလည်း link ချပေးထားပါမယ်